တရုတ်နိုင်ငံကိုမြေရှားတင်သွင်းတဲ့ထိတ်တန့်စင်မှာမြန်မာနိုင်ငံကဆက်ပြီးရပ်တည်နေပါတယ်။အခုနှစ်စက်တင်ဘာလအထိ6လတာအတွင်းမြန်မာကနေတရုတ်နိုင်ငံကိုတင်ပို့ခဲ့တဲ့မြေရှားတန်ဖိုးက American Dollar 624တန်းရှိခဲ့ပါတယ်။အရင်နဲ့နဲ့ကာလတူနိုင်ရှင်ရင်တင်ပို့မှုရော့ကျသွားပါတယ်။ဒါပေမဲ့တရုတ်နိုင်ငံရဲ့မြေရှားတင်သွင်းမှုပမာဏထက်ဝက်ကျော်ကမြန်မာနိုင်ငံကတင်ပို့တဲ့မြေရှားတွေဖြစ်နေသေးပါပဲ။ ကချင်ပြည်နယ်ချီဖွေနဲ့ပန်ဝါဒေတာတွေကို KIA ကတင်ယူပြီးတဲ့နောက်မြေရှားတင်ပို့မှုတွေကိုကန့်သက်ခဲ့ပါတယ်။ဒါပေမဲ့အခုနဲ့မတ်လနောက်ပိုင်းကနေစပြီးပြန်ပြီးခွင့်ပြုခဲ့တာပါ။ပြုံးနိုင်ငံဘက်ကလည်းနေရှားဖို့ရဖို့ချဲထွင်လာတာတွေရှိပါတယ်။ အခုဆိုရင် ရှမ်းပြည်နယ်အရှေ့ပိုင်းက UWS နဲ့ NDA ထင်းချုံနယ်မြေတွေမှာပါနေရှာတူဖော်မှုတွေကိုတိုးချဲ့လုပ်ကင်လာကြပါတယ်။နေရှာတိုးချဲ့တူဖော်ရာတွေကြောင့်တဘာဝပတ်ဝန်းကျင်နဲ့လူမှုစီဝါထိခိုက်မှုတွေတိုးလာပြီးမြန်မာနဲ့အိန္ဒိချင်းထိုင်းနိုင်ငံအနေနဲ့လည်းဒါကိုပုံမလေးထားကင်တွဲလာနိုင်ခြေရှိပါတယ်။တဖက်မှာလည်းတရုတ်နိုင်ငံကစိတ်ချရတဲ့နေရှာထောက်ပံ့ရေးခွင့်ဆက်တစ်ခုကိုတည်ဆောက်နေပြီးနေရှာရှောက်ဖွေမှုတွေကိုလည်းချဲ့ထွင်နေပါတယ်။